ားအလုံးမင်္ဂလာပါရေဝချမ်းလေးမှာပြန်လဲကြည့်စုလိုက်ပါတယ်ဒီနေ့မေလာ၈ရက်နေ့မနက်ဖြန်ရုရှားမှကျင်းပမယ့်နှစ်80ပြည့်ရင်းပြင်းနီအခမ်းအနားဒီခမ်းနားကိုကျွန်တော်နိုင်ငံကအကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်းတာရောက်ခဲ့ဆိုတာကိုလည်းကျွန်တော်ညီပါတယ်အလုံးသိရှိပါတယ်ဒီနေ့မှာတင်ပြမယ့်အကြောင်းအရာကမင်းအောင်လှိုင်းမော်စကိုကိုရောက်ချင်း ကျိုးစိုးချင်းအထိတ်မှတ်နေနဲ့ရူကိန်းကနေပြီးတော့တွဲလိုက်ဒုံးတွေနဲ့တိုက်ခတ်ခဲ့တဲ့အကြောင်းကိုတင်ပြပေးပါမယ်။နောက်တဲ့ဒင်းတစ်ပုတ်ကတော့ passport မလို့ visa မလို့ပဲနဲ့နိုင်ငံတကာကိုသွားရောက်နိုင်တဲ့ထူးဆန်းတဲ့တတ္တဝါတွေအကြောင်းကိုတင်ပြပေးမှာပါ။နောက်ဆုံးမှာတော့ကျွန်တော်တို့နိုင်ငံတွင်းထဲမှာစစ်မှုထမ်းဥပဒေမတရားဒါ ခေါ်ဆောင်ခြင်းခံနေရတဲ့လူငယ်တဦးဟာကိုကိုတက်တည်သွားတဲ့အကြောင်းလေးကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ရှုကိုကျွန်တော်ရဲ့မိဘတဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်နိုင်ငံတွင်းထဲမှာအကြမ်းဖက်စစ်တပ်ဟာအပတ်စဉ်30တန်းနန်းပြစ်စင်ပြီးတော့နောက်ထပ်ကျွန်တော်လူငယ်တွေကိုထပ်မံစုဆောင်းနေပါတယ်။ ဆိုတော့ဒီနိုင်ငံအတွင်းထဲမှာရှိတဲ့လူငယ်တွေမကုံမချင်းသူတို့တွေစုဆောင်ဖို့ပြင်ဆင်ထားပုံရပါတယ်။ဖိလက်တေချာတလောက်ရှိနေပါတယ်။ဆိုတော့ဒီမျိုးစုံနဲ့ဒါရှောင်ပြေးနေရတဲ့နိုင်ငံတနိုင်ငံရဲ့အရေးကြီးဆုံးသော လူငယ်တွေဟာအချို့သူတို့ရဲ့မိသားစုအကြောင်းအချို့သူတို့ရဲ့စီးပွားရေးတွေကြောင့် သူတို့တွေထပီတိတ်ဆောင်ဖို့ခက်ခဲတဲ့အခြေအနေတွေရှိပါတယ်ဆိုတော့ဒီလိုခက်ခဲတဲ့အခြေအနေတွေ ਨੇ ဒါမိသားစုကိုကြောက်ခံပြီးတော့မထွက်နိုင်တဲ့ဂျမကြီးဒါမကောင်းတဲ့မိသားစုတွေကြောင့်ကြောက်ခံမစွတ်ပြည့်ရက်ခဲ့တဲ့လူငယ်တွေဟာနေ့စဉ်စမှုတန်းဥပဒေခေါင်းစဉ်အောက်မှာပေါ်တာဆွဲခြင်းခံနေရတယ် ဒီကနေ့မှကျွန်တော်တို့ကြားလိုက်ရတဲ့သတင်းလေးတစ်ခုကတကုံမျိုးသိအရှိပိုင်းမြို့နယ်မှာအာရမစစ်မှုတန်းစင့်ခေါ်ခံလိုက်ရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုစွဲကြောချပြီးတော့ကိုကိုကိုတက်တည်သွားတယ်ဆိုတဲ့သတင်းလေးကြားလိုက်ရပါတယ်တတော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ်ဒီသတင်းကိုကျွန်တော်ကြည့်တော့ဒီလူငယ်ဟာဘာကြောင့် ကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်လူငယ်မဖြစ်ခဲ့တာလေသူဘာကြောင့်စမှုတန်းဥပဒေခေါ်ခံရတဲ့အချိန်ထိသူစောင့်ဆိုင်နေတယ်လို့မျိုးဖြစ်နေတာလေတခါတရံမှာကိုစီကိုရောက်လာမဲ့အာဒီမိပေးတဲ့အစား တည်ဖို့အတွက်ခေါ်တဲ့ခေါ်စားတည်ရတော့မှလူကုန်တိတ်ခါဘာမှမရှိပဲနဲ့အာကျွန်တော်တိုင်းသားနေမြူတီမှာပဲပို့ဆုပ်ပတ်ဆက်အဖြစ်ဆိုးနဲ့တည်ခဲ့ရတဲ့အခြေအနေတွေကျွန်တော်တို့အားလုံးကောင်းကောင်းသိပါတယ်ကိုသားသမီးရှည်တန်းပါသွားတယ်ပေါ့ဗျာဒီချိန်မှာကိုသားသမီးဘယ်လိုပုံစံမျိုးတည်သွားလဲတကယ်ရောတည်သွားလားဆိုတာကို ယနေ့အချိန်ထိမတိသေးတဲ့မိသားစုတွေအများကြီးရှိတယ်။ဒါကိုကျွန်တော်ဥပမာပေးချင်တာကကျွန်တော်တို့ရှမ်းမြောက်စစ်စင်ရေးအစစ်စခုပရမလှိုင်းကနေပြီးတော့ဒုတိယလှိုင်းတိုက်ခိုက်တဲ့ကာလာဒဲကဂနေ့အချိန်ထိသူတို့ရဲ့မိသားစုတွေပျောက်ဆုံးစရင်အခြေအနေပဲရှိနေသေးတယ်။ပြီးတော့သိဆုံးသွားတယ်ဆိုတာကိုလည်းအတိပြုလို့မရဘူး။ ဒီချင်းမှာကြံခဲ့တဲ့မိသားစုဝင်တွေအနေနဲ့သူတို့ရဲ့သားသမီးတွေအတွက်ဘလောက်တောင်စိတ်တော့ကဖြစ်ရမှာဘလောက်တောင်ဝမ်းနည်းမိမလဲဟုတ်ပြီဒီကနေ့မှာစစ်မှုထမ်းစရင်ပါတဲ့ကျွန်တော်နိုင်ငံအတွင်းကအသက်23နှစ်23နှစ်ဆိုတာငယ်ရွယ်နှုတ်ပြတဲ့အရွယ်ဖြစ်ပါတယ်မိသားစုကို တကယ်ကိုကောင်းကောင်းမွန်မွန်ရှာပွေကျွေးမွေးနိုင်တဲ့အရွယ်နိုင်ငံကို ကာကွယ်ဖို့အတွက်တကယ်ကိုအားထားရတဲ့လူငယ်ဒီလူငယ်လေးကသူ့အလှည့်ရောက်လာတဲ့အချိန်မှာကိုကိုတတ်သိသွားပါတယ်အဲ့ဒီတတ်သိတဲ့ အဓိကတရားခံကလက်ရှိကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ပြည်သူလက်ထက်ကနေပြီးတော့အာဏာကိုမတရားလုယူထားတဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်တဲ့အာဏာယူအဖွဲ့အဓိကတရားခံဖြစ်တယ်လို့သူတို့ရဲ့လက်ကင်ဒုတ်အဖြစ်အာရမစစ်မှုထမ်းဖို့အတွက်ခေါ်ဆောင်နေတဲ့သူတွေကျွန်တော်ဒီနေ့ညညာပေးပါမယ်ဟုတ်ပြီ မရှိရက်ွက်တုတ်ကြီးလှသိမ်းဂျိုင်မူဝင်းမြင့်စမှုဒန်စင်ခေါ်ရေးကောင်းဆောင်ဇော်လက်နဲ့အပေါင်း အပါတွေကျောင်းမိပါတယ်ကျွန်တော်ညီကိုမောင်မရဲဘော်ရဲဘက်အပေါင်းတို့တေချာစွာမှတ်ပေးထားပါအခုကျွန်တော်တင်ပြခဲ့တဲ့အုတ်ကြီးလှသိမ်းဂျိုင်မူဝင်းမြင့်စမှုဒန်စင်ခေါ်တဲ့ခေါင်းဆောင်ဇော်လက်ဆိုတဲ့အကောင်တွေ ကျွန်တော်ပြည်သူရဲ့အပြစ်ပေးအရေးယူခံမှုတေချာပေါ့သူတို့အလှဲ့ရောက်လာပါလိမ့်မယ်ကျွန်တော်တို့ကတော့ပြောတာကျွန်တော်လက်ထဲကိုရောက်လာတဲ့အချိန်ကျရင်ဒီကောင်လေးတောက်ခွက်ကအချိုးပြေတာမှလေတကယ့်ကိုဟိုကျွန်တော်တို့မမြင်ဘူးတဲ့ဟန်အမူအရာမျိုးစုံနဲ့ကျွန်တော်တို့တောင်မှသူတို့ကိုတနာပြီးတော့ထမင်းတော်ခွန်ကျွေးခြင်းတဲ့ပုံစံမျိုးကို ချက်ချင်းကိုချိန်သွားတာထူကြတဲ့အချက်လေးပါဘာဖြစ်ပါကျွန်တော်လူငယ်တယောက်ကိုယ့်ကိုတတ်သိဖို့အတွက်ဒါဟာပူပေါင်းလှုပ်ဆောင်ခဲ့တဲ့သူတွေရဲ့စရင်ကိုကျွန်တော်တပြခဲ့ခြင်းဖြစ်ပါတယ်ဒီပြစ်စင်မှာတကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၈ရက်ကွယ်ဘရုံမာလန်းအမှတ်၄နှစ်၄မြင်းဆောင် ခခွေးမှ နေထိုင်နေတဲ့ မောင်ကျော်ကိုကိုခန့်ကိုမေလမှာဖွင့်လိမ့်မယ်စစ်မှုထံအပတ်စဉ်73အတွက်အာရမစစ်မှုထံရင်စင့်ခေါ်ခဲ့ကြောင်းကနေပြီးတော့ဒီပြည့်စင်ဖြစ်ပွားခဲ့တာပါသူကမေလ6ရက်နေ့နဲ့နောက်ပိုင်းမှာပဲကိုကိုဇွဲကြိုးချပြီးတော့တက်တည်သွားကြောင်းသိရပါတယ်သူရဲ့နာရေးကိုတော့မေလ9ရက်နေ့ညနေ3:00ရှိရေဝေးတုတ်တံမှာ နာယီပို့ဆောင်တင်းကြိုခဲ့ပါတယ်။အမရအာရမစစ်မှုထမ်းခေါ်ဆောင်မှုကြောင့်ကိုယ့်ကိုအဆုံးစီရင်သွားတဲ့မောင်ကျော်ကျော်ခန့်သူ့လိုပဲကျွန်တော်တို့လူငယ်တွေအရှိမဒီလိုဖြစ်ရမျိုးနဲ့ပုံစံတူအမြောက်အများဖြစ်ပျက်ခဲ့တာရှိတယ်။ဆိုတော့နိုင်ငံတွင်းထဲမှာရှိနေတဲ့ကျွန်တော်ရဲ့မိသားစုကျွန်တော်ညီကိုမော်မတွေအကျမဖက်စစ်တပ်ရဲ့ ရုပ်မှာရိုင်းဆိုင်မှုတွေအားလုံးသိရှိပြီးဖြစ်ပါတယ်တခါတည်းမှာကျွန်တော်တို့လည်းကျွန်တော်တို့အများကြီးငြိမ့်ညာရတဲ့အချက်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ခေတ်ကျွန်တော်တို့အရွယ်ကျွန်တော်တို့လူငယ်တွေပြတ်သားဖို့အရေးကြီးတယ်လို့ကျွန်တော်တို့နဲ့ရှိနေတဲ့မိသားစုဝင်တွေကလည်းကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာဒုက္ခပေးခဲ့တဲ့ဒီအခြေအနေကြီးကိုပြောင်းလဲဖို့အတွက်ညီညွတ်စုံနဲ့ ပူပေါင်းပါဝင်ကုညီထောက်ပံ့ဖို့အရေးကြီးပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြစ်တင်တာတွေသူတို့နဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေအလွန်အင်မတန်နေပါတယ်။ဘာကြောင့်လဲဆိုတော့လူငယ်တွေအကြောင်းကိုကျွန်တော်အနေငယ်ပေါ့သိနေလို့ပါ။အခုဆိုရင်သူစစ်မှုတမ်းဥပဒေသူတေချာပေါ့ စစ်မှုထမ်းရတော့ဒီအချိန်နေမှာသူ့ရဲ့အတွေ့အထိမှာဘာတွေရှိနေလဲသူခံစားချက်ပြီးတော့သူလုံချင်တဲ့အရာတွေဘာတွေများရှိနေမလဲကျွန်တော်အားလုံးဒီသတင်းကိုနားထောင်ပြီးသွားရင်မောင်ကြော်ကိုကိုခန့်ကိုယ်ကိုတက်တည်သွားတဲ့အကြောင်းကျွန်တော်မြင်ပါတယ်ခံစားနားလေမိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ဒါကျွန်တော်နိုင်ငံရဲ့ဆုံးရှုံးမှုတစ်ခုပါ။ထုံနေကောင်းမယ်လက်ရှိအချိန်မှာကျွန်တော်ခင်ပြင်းနေတောင်ပိုင်းတစ်ခွင်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်။ပြီးတော့ KIA ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်။အားကတက်တော့ AA နဲ့လဲကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲနေတယ်။ ဒီတိုင်ပွဲတွေအတွင်းမှာကျွန်တော်တို့လူငယ်တွေနေစဉ်ပြစ်ဆက်နေရပါတယ်ကျွန်တော်ရင်မိပါကျွန်တော်ညီကိုမောင်နှမအပေါင်းတို့ကျွန်တော်တို့ပြစ်ဆက်မှုတိုင်းဟာတန်ဖိုးအလွန်အင်မတန်ကြီးပါတယ်ကျွန်တော်လူငယ်တွေရှစ်ဆက်ပြီးတော့ပြစ်ဆက်တိုက်ပွဲဝင်နေစေပါဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်အဓိကအဖြစ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်ကျွန်တော်တို့မိသားစုဝင်တွေအနေနဲ့မိမိတို့ရဲ့ဒါဒါသမီးတွေမိမိတို့ရဲ့ အတူတော်မောင်လေးစသည်အဖြစ်သူတို့အပေါ်ဝိဉ္ဇဉ်ကူညီပေးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာရက်ခံလို့တဲ့ဒီနိုင်ငံကိုလူငယ်တွေနဲ့တိစောက်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့အချိန်ကြော်လွန်သွားရင်ကျွန်တော်တို့နောက်မှာကြံခဲ့တဲ့ကျွန်တော်တို့ရဲ့မျိုးဆက် clean တွေတွေဒီနိုင်ငံကိုဆက်လက်ပြီးတော့တိစောက်ကြမှာဖြစ်တယ်။ကျွန်တော်တို့ကဒီနိုင်ငံကိုလောင်လာမဲ့ clean တွေတနတ်တန်ဆိုတာ ရုပ်ရှင်ထဲမှာပဲကြာဘူးတဲ့အခြေအနေမျိုးအထိကျွန်တော်တို့ကထားခဲ့မှာဖြစ်တယ်။နက်နက်ဘုံတန်တွေအခုလိုမျိုးညစ်ညက်ဆက်အကျန်းဖတ်တပ်ဖြတ်တဲ့ပုံစံတွေကိုကျွန်တော်နိုင်ငံမှာလုံးဝခြံထားခဲ့မှာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုညီဝင်းရံပေးဖို့ဒီကနေပြီးတော့မေတ္တာရက်ခံလိုတယ်။ဒါမှလည်းကျွန်တော်တို့လူငယ်တွေရဲ့ တန်မိုးရှိလာတဲ့သူတို့ရဲ့အချိန်ကိုတန်မိုးရှိလာတဲ့ဒီနိုင်ငံအတွက်ဘလို့နေရာမျိုးမှာအသုံးပြုမလဲဆိုတာကိုသူတို့လွတ်လပ်စွာရွေးချယ်ခွင့်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့မှာမင်းအွန်လိုင်းတကောရုရှားကို ရောက်ရှိနေပါတယ်မနှက်ပြန်လာလဲပဲ ရုရှားနိုင်ငံရဲ့280ပြည့်ရင်းပြင်းနီးနှစ်ပတ်လည်အခမ်းအနားကြီးပေါ့ဗျာဆိုတော့အလုံးသိရှိပြီးတဲ့အတိုင်းပဲသူကကြွက်မင်းနဲ့အတူတူသေရင်လဲသေပြောပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါမကျူးကျူးလှကိုပါတခါတည်းအပါခေါ်တာနော်အပါခေါ်ပြီးတော့ရုရှားကိုရောက်နေပါတယ်သူရောက်နေတာသူရောက်နေတဲ့နေ့မှာပဲရူဂရင်းကတွဲလိုက်ဒုံးတွေနဲ့ပြစ်ခတ်ပောက်ခွဲမှုတွေ နေရာဆုံးမှာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်တွေအတွင်းမှာပဲလေချောင်းခီးစဉ်240ကျော်ဖြတ်သိမ်းရွှေရှောင်းရွှေဆိုင်လက်ရတယ်လို့ကျွန်တော်တို့ဒါနိုင်ငံတကာသတင်းတွေအရကျွန်တော်တို့သိရှိရပါတယ်ရူကရိန်းရဲ့ drone တွေမော်စကိုကိုတိုက်ခိုက်တဲ့လက်ရှိဖြစ်စဉ်တွေမှာမင်းလား6ရက်နေ့မနက်ဖြန်မှာကျင်းပမယ်20ဆယ်ပြည်ရင်းပြင်းနီခန်းနာကြီးကိုဒါပြင်ဆင်မှုအတွက်နှောက်ရက်တဲ့ရွေချက်တွေ ရှိနေတယ်လို့လဲကျွန်တော်တို့နိုင်ငံကသတင်းတွေကဖော်ပြထားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလက်ရှိအခြေအနေမှာလဲရုရှားသမ္မတပူတင်ကရူကရိန်းရဲ့ဒုံးစစ်စင်ရေးတွေကိုသူတို့တွေဟန်တာနိုင်တယ်ပြီးတော့ရူကရိန်းရဲ့ဒုံးဒါပြချက်ဒီရုံးနေရောက်လာတာကိုလဲသူတို့တွေကောင်းမွန်ဆုံးထိတ်ချုပ်နိုင်တယ်လို့သူရဲ့နှုတ်ကကြွားဝါထားပေမဲ့လက်ရှိရူကရိန်းရဲ့ အတွဲလိုက်ဖြစ်တယ်ဒါတာဝေးပစ်ဒုံးတွေပြီးတော့ရူကရင်းရဲ့ drone တွေဟာရုရှားမြေပြင်ကို ရောက်ရှိနေစေပါဆိုတော့ဒီအခြေအနေတစ်ခုကိုကြည့်မယ်ဆိုရင်တစ်ဖက်ကတော့သူတို့ပြည်သူကိုသူတို့ပြန်လိန်ထားတယ်ကြွားဝါထားတယ်အာသူတို့တွေဘလောက်တော့ပြချပဲသူတို့တွေဘယ်နေရာမှာတားဆီးနိုင်တယ်သူတို့တွေဘလို့ဟန်တားခဲ့ပါတယ်ဆိုတော့ဒါကြွားဝါမှုတွေဟာ အခုသူတို့တွေရင်ပြင်းဒီအစည်းအဝေးကြီးကိုခမ်းမကြီးကျယ်စွာ ပြီးတော့နိုင်ငံတကာကခေါင်းဆောင်တွေအယောက်20ကျော်ကို ဖိတ်ပြီးတော့ကြီးကြီးကျယ်ကျယ်ဆောင်ရွက်နေတဲ့အဲ့ဒီအခမ်းအနားနှောင့်နှေးနိုင်ဖို့ ਨੇ အဲ့ဒီအခမ်းအနားကိုရည်ရွယ်ပြီးတော့ပြစ်ခတ်မှုတွေလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာရုရှားကအပြေအဝမကာခွင့်နိုင်တာကို ကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီပေါ်မှာလည်းပဲရုရှားနိုင်ငံဟာနိုင်ငံတကာအထက်မှာအရှက်ရစရာဖြစ်ပေါ်နေတယ်လို့လည်းကျွန်တော်တို့တွေ့ရပါဖြစ်ပါတယ်ဟုတ်ပါတယ်ဒါနဲ့တစ်ဆက်တည်းပဲမင်းအောင်လှိုင်နဲ့ဒါအပေါင်းပါတိုက်ကရုရှားကိုခရီးခဏခဏသွားနေတာဟုတ်ဗျဆိုတော့သူ့နောက်ကကောင်တွေကလည်းသူတို့လည်းသွားကြည့်မှာပေါ့ ဒါကြောင့်ကျွန်တော်အရှိမပြောခဲ့သလိုမျိုးဗီဇာမလိုပတ်စပို့မလိုဝင်နဲ့ဘင်္ဂလားစတေ့ပြီးတော့ထိုင်းစတဲ့နိုင်ငံတကာနိုင်ငံခြားကျွန်တော်တို့အခေါ်နန်းနန်းခြားကိုသွားရောက်နေတယ်အကြံဘက်ဖတ်စစ် ခွေးရကောင်းနေအကြောင်းကိုနည်းနည်းလေးတင်ပြချင်ပါတယ်ဟုတ်ပြီဗီဇာမလိုပတ်စပို့မလိုဝင်နဲ့ရောက်ရှိသွားတာကတော့ဘင်္ဂလားစတေ့ဖြစ်ပါတယ် ဘင်္ဂလားဒေ့ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ခွေးအကောင်40ကိုအကြမ်းဖက်စစ်ခွေးတက်ကအထူးလေရင်နဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့ဒီနေ့သိရပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာထူးခြားတဲ့အချက်လေးအချက်ကိုကျွန်တော်မိမတွေကိုတင်ပြခြင်း ਨੇ အဲ့ဒါကဘာလဲဆိုတော့အာနိုင်ငံသားကိုထွက်ပြေးသွားတဲ့ခွေးတွေကိုအထူးလေရင်နဲ့ ဲ့ဒီကောင်တွေသွားခေါ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ပြည်သူတွေငလင်တန်တဲ့တဲ့အချိန်ကျွန်တော်ပြည်သူတွေသဘောကဘေးဒဏ်နေခံတဲ့အချိန်မှာကျွန်တော်တို့ပြည်သူကိုအထူးလေခြင်းနဲ့လာရောက်ကဲထုတ်ခဲ့တာရှိပါသလားတခါတည်းမှာကျွန်တော်ရဲ့ဗီဒီယိုကိုဟိုဘက်ရောက်ကကကောင်းနေခိုးပြီးတော့ကြည့်ရှုတတ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိကုံး အများတို့မှာဖြေရှိတယ်ဆိုလဲဖြေလို့ရတယ်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာသဘောကဘေးအန္တရာယ်အမျိုးမျိုးကြောင့်နော်ဒီအချိန်တွေမှာကျွန်တော်တို့ပြည်သူကိုအထူးရဟယဉ်ကြီးတွေနဲ့အထူးလေယဉ်ကြီးတွေနဲ့လာရောက်ကဲထုတ်တာရှိလားကျန်ပစိခွေတက်ကဘင်္ဂလားစတိတ်ကိုထပြေးသွားတဲ့ကောင်တွေကိုအထူးလေရင်နဲ့လာရောက်ကယ်ထုတ်တယ်။ဘာကြောင့်အဲ့ဒီလေရင်နဲ့သွားကယ်ထုတ်တာလဲဆိုတာကို ကျွန်တော်ကကျွန်တော်မိပါတွေကိုတင်ပြခြင်း ਨੇ အဲ့ဒါကတော့အပြန်အလှန်အားဖြင့်အကျန်းဖက်စစ်ခွေးတက်ကကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ထောင်ထဲမှာအချင်းချခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား234ဦးကိုပြန်လွှတ်ပေးဖို့ဂရုကိုအတွေ့ပြီးခဲ့ကြောင်းကျွန်တော်တို့သတင်းရရှိထားပါတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်ကတော့သူတို့ပြည်သူတွေကျွန်တော်နိုင်ငံအတွင်းထဲမှာဒါပြစ်မှုမျိုးစုံနဲ့အကျဉ်းချခံရတဲ့ဂျာနဲ့ချီတဲ့သူတွေကိုကဲထုတ်နိုင်ဖို့အတွက်လူစားလဲတဲ့အစီအစဉ်သူတို့ကလက်ခံပါပဲသူ့နိုင်ငံသားကိုဗျာဆိုတော့ဒီခွေးငစနူကောင်30ကျော်40လောက်ကို ပြန်ပို့ပေးတယ်ဆိုတာကလည်းသူတို့အတွက်တန်နေတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တော်လန်သောမိသားစုတွေအနေနဲ့ဒါတွေကလည်း မထုတ်ဆန်းတော့ပါဘူးမကြသေးခင်ရပိုင်သတင်းတွေမှာလည်းပဲထိုင်းနိုင်ငံအတွင်းလေးကိုထွက်ပြေးသွားတဲ့အကြံဖက်စစ်ခွေးတက်ကအကောင်90နဲ့အကောင်60ကြားကျွန်တော်ရဲ့သတင်းမှားတဲ့ဆိုရင်ဝင်ရောက်ထောက်ပြလို့ရတယ်။ဘာကြောင့်ထွက်ပြေးတာလဲ။အဖြစ်ရောရှိပါသလား။မင်းတို့ဘာကြောင့် ငါတို့ကိုအဲ့တလောက်တော့ကြောက်နေရတာလေမင်းတို့ဟာကျွန်တော်နိုင်ငံတွင်းထဲမှာလက်နက်မဲ့ပြည်သူတွေကိုယနေ့ချိန်ထိညီမျိုးစုံနဲ့ငွေညက်ညီမျိုးစုံနဲ့ဖန်စီနှိမ့်ဆက်ညီမျိုးစုံနဲ့လုတ်ချင်တာလုတ်နေတဲ့ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေအကုန်လုံးကျွန်တော်တို့ပြည်သူတွေကလည်းသိတယ်လို့ကျွန်တော်တို့တကဘာလုံးကလည်းသိတယ်။အခုစစ်မှုထံဥပဒေဆိုတဲ့နောက်ပိုင်းမှာကျွန်တော်တို့မိသားစုတွေအကုန်လုံးဝဲပြကြမိသားစုဘဝလုံးကျုံရေးဘာတစ်ခုမှမရှိလက်ရှိအုတ်ချုပ်ခွင့်ရနေပါတယ်ဆိုတဲ့ကိုနေတဲ့ကိုနေရာမှာခမားတို့ရေကောင်းကောင်းတောက်ရလားရေသန့်ကောင်းကောင်းဝဝလင်လင်တောက်သုံးရလား နောက်တစ်ခုအခုခင်ဗျားတို့အားလုံးမဖြစ်မနေသုံးဆွဲနေရတဲ့ listen me အပြည့်အဝပေးနိုင်ရဲ့လားကိုเจ้าကိုတိကိုစင်ကိုတိခင်ဗျားတို့ကိုလူလူနဲ့တူအောင်တန်အောင်ထားထားတာယနေ့ဘယ်မျိုးနေဘယ်ဒေတာမှာရှိပါတယ်လဲကိုမိသားစုဝင်တွေလက်ရှိ ရရှိနေတဲ့ဝင်ငွေပြီးတော့လက်ရှိကျမ်းမာရေးအခြေအနေပြီးတော့လက်ရှိလူမှုဖူလုံရေးအခြေအနေတွေကွန့်ကိုသုံးသပ်ပြီးတော့မှကျွန်တော်တော်လန်သောမိသားစုဝင်တွေကိုခမားတို့ကြိုက်တယ်လို့မျိုးဝေဖန်ဖြစ်တင်လို့ရတယ်ကိုအကြောင်းကိုစဉ်းစားခမားတို့ရဲ့နေစဉ်ဝင်ငွေဘယ်လောက်ရှိလဲအဲ့ဒီနေစဉ်ရနေတဲ့ဝင်ငွေဟာတရားဝင်နေပြီးတော့ တကယ်ကိုတန်ရှင်းတဲ့ပတ်စံတွေလားဒါရီမအဖြစ်ရှိတယ်ကိုကျွေးတဲ့ကိုရဲ့သားသမီးဟုတ်ပြီအုတ်ချုပ်ရင်းမှုတယောက်ဟုတ်ပြီညွန့်နေမှုဟုတ်ပြီရေစကန်မှု ဟုတ်ပြီဗျာပုံမှုပိုချုပ်တိုင်းမှုဗျာဟုတ်ပြီသူတို့ကိုသူတို့သားသမီးတွေကိုကျွေးတဲ့အစားအစာကျွေးတဲ့သမီးတန်ရှင်းစင်ကြယ်ရဲ့လား ဒါကြောင့်လည်းပဲအဲ့ဒီရက်ခွက်ကကောင်းလေအခုအချိန်ထိလူမွေးသူမွေးမပြောင်းဆိုတော့ကျွန်တော်ပြည်သူ့ကော်ပိုရိတ်တပ်ဖွဲ့ဝင်တွေအခု၄နှစ်ကျော်၅နှစ်အတွင်းဘာလားစာမှမရှိပေမဲ့လားစာတွေပေးထားပါတယ်ဒီကစုံငွေထုတ်ပေးပါတယ်ထောက်ပံ့ကြီးတွေပေးထားပါတယ်ဘာညာရှောက်ပြောနေတဲ့တက်ဖွဲ့နှစ်ခုကိုပဲခင်ဗျားတို့ရှင်းကြည့်ရှင်းရှင်းလေးပဲတော့ကျွန်တော်မိဘတွေ့ ကျွန်တော်စားနေတဲ့အစာတော့ကျွန်တော်ဝင့်နေတဲ့အဝတ်စားကျွန်တော်ကင်နေရတဲ့လက်နက်အားလုံးပြည့်ပြည့်စုံနေတာကျွန်တော်မှလစာမရှိဘူးကျွန်တော်ဘာခံစားခွင့်မှမရှိဘူးဒါကြောင့်လည်းပဲခဏအချိန်ကြီးကျွန်တော်လူငယ်တွေဟာကျွန်တော်နိုင်ငံအတွက်ကျွန်တော်ရဲ့ကလင်းငယ်တွေအတွက်ကျွန်တော်ရဲ့အသက်ခံတာတွေကိုပျော်ပျော်ကြီးပေးဆက်စွန့်လို့တိုက်ပွဲဝင်နေတာ ဒါပေမဲ့ကျွန်တော်တို့ဘယ်နိုင်ငံကိုမှထွက်မပြေးဘူးကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဥပမာဗျာစစ်ကြောင်းလေးတစ်ခုတိုက်ရင်ခတ်ရင်နဲ့ကျွန်တော်ထိုင်းနိုင်ငံတွေကိုထွက်ပြေးသွားတာကျွန်တော်အမိပါလေကြားဘူးလားဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုထွက်ပြေးတာကိုကြားဘူးလားအိန္ဒိယနိုင်ငံတွေကိုထွက်ပြေးတာကြားဘူးလားတရုတ်နိုင်ငံတွေကိုထွက်ပြေးတာကြားဘူးလားကျွန်တော်အမိပါအဖြေကဒီထဲမှာပဲရှိပါတယ်ဆိုတော့ကျွန်တော်တို့တိုက်တယ် လက်နဲ့လက်နဲ့ချင်းကန်ပြီးတော့မြင်းချင်းဆိုင်ဗတ်တဲရေးဆိုင်နေရတဲ့ချိန်ဒါတော့မှသူတို့မှလေချောင်းပစ်ကူတွေရှိတယ်နော်လက်နဲ့ချင်းပစ်ကူတွေရှိတယ်ဒီလိုအချိန်တွေမှတော့မှတကောင်နေဘာကြောင့်ကျွန်တော်တို့ယနေ့အချိန်ထိရှုံးနေနေရတာလဲယနေ့အချိန်ထိထွက်ပြေးနေရတာလဲအဖြေရှိရင်ဘုပ္ပချက်ကကောင်းတယ်အကုန်လုံးတစ်ချက်ကွက်မဟုတ်တစ်မျိုးနယ်လို့အကုန်လာဖြေလို့ရတယ် နေပြီးတော့လို့နေရာမျိုးတော်မှာအခုဘလို့ဖြစ်သွားပြီလေရန်ကုန်လိုနေရာမျိုးဟာလေလုံခြုံရဲ့လားဟုတ်ပြီတရုတ်ရဲ့လွှမ်းမိုးခြင်းခံထားရတဲ့မန္တလေးရောတေကြာရဲ့လားအပြန်ပြန်အလှန်လန်းပြန်စင်းစားရက်ွက်တိုင်းမှာကျွန်တော်တို့နားနေရှိတယ်ကျွန်တော်တို့ တော်လန်သောတပ်ဖွဲ့ဝင်တွေဟာနိုင်ငံတနိုင်ငံလုံးမှာရှိတယ်။အကျမဖက်စစ်ခွတ်တက်နဲ့ပတ်သက်သူတအုံးမကျန်ကျွန်တော်တို့တိကျခိုင်မာစွာ အမိနဲ့တကွစင်းစရာတွေရှင်းနှင်ခဲ့ပြီးဖြစ်တယ်လို့လေကျွန်တော်ရဲ့တိစက်မှုတွေမှာမကြမကြကျွန်တော်မိပါတယ်ကြားရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီလိုချင်းတွေဒီမှာဒီကောင်တွေအခုချိန်ထိဘာကြောင့်အပြေးမရက်သေးတာလဲ။အပတ်စဉ်၁၀ အခုချိန်ထိလဲကျွန်တော်တို့စီမှာဒုထောက်အညံ့ခံနေရစဲစမှုတန်ဥပဒေဟာအလုံးမဖြစ်ပါဘူးလို့ကျွန်တော်တို့တိတ်ဖန်များစွာပြောခဲ့တယ်တကယ်လို့အဲ့ဒီစမှုတန်ဥပဒေလုံးဖြစ်တယ်ကျွန်တော်တပွဲဝင် အသက်တွေနဲ့သူတို့ရဲ့တမရောကြီးပေါ့ဗျာအင်းအားပို့ပြီးတော့ခိုင်မာွားတယ်တောင့်တင်းွားတယ်ကျွန်တော်တို့ထိချုပ်ထားတဲ့နေမြေတွေကိုပြန်ပြီးတော့စိုးပိုးနိုင်လို့သူတို့တွေအခုလိုမျိုးပေါ်တာဆွဲတယ်အခုလိုမျိုး အာရမစစ်မှုထမ်းခိုင်းတယ်ဆိုရင်တမျိုးကြည့်လို့ကောင်းနေတယ်အပတ်စဉ်အခု73ခေါ်နေကြပြီအပတ်စဉ်73ရောက်တဲ့အချိန်နေတိသူတို့ဘာမှပြောင်းလဲနိုင်တာမရှိဘူးဒါကြောင့်ကျွန်တော်အရှိမပြောမှုတယ်ကျွန်တော်မိပါတယ်မှတ်မိမှာပါတန်ခါ၄သိန်းရှိပါတယ်ဆိုတဲ့တိတိကူပြောတဲ့စကားပြီးတော့ကျန်းဖို့ပါတီဝင်တဲ့သူကျန်းဖို့ပါတီဝင်တဲ့ပတ်သက်တဲ့မိသားစုဝင်တွေ ပြီးတော့တက်ကိုထောက်ခံပါတယ်တက်ကိုချစ်ပါတယ်ဆိုတဲ့မိသားစုဝင်တွေသူတို့ရဲ့ဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းတွေပြီးတော့ခရိုနီအတိုင်းဝိုင်းခရိုနီနဲ့ပတ်သက်ပြီးတော့စီဝါရေးမျိုးစုံလောက်ကန်ပြီးတော့ကျွန်တော်တို့ပြည်သူတွေရဲ့ဒါချွေးနေစာကိုမရှက်မကြောက်စာတုံးနေတဲ့កောင်တွေရဲ့မိသားစုဝင်တွေပဲទីតန့်စုပြီးတော့စမှုထမ်းခိုင်းလိုက်ရင်ဒီထက်ပို့ပြီးတော့ မကောင်းဘူးလားအဲ့ဒါဆိုရင်ကျွန်တော်ရှေ့ထဲမှာထွက်ပြေးมาလဲမဟုတ်တော့ဘူးသူကတက်ကိုချစ်တာကိုဗျာသူတို့ဘဘကြီးရဲ့ဘောကိုသူတို့ကမတာကိုဗျာဒါပေမဲ့လည်းပဲဒီလိုချင်းနေတွေ့ဒီလိုလုံနိုင်တဲ့အချင်းရတွေရှိနေပေမဲ့ဒါကိုမလုပ်ဖင်းနဲ့ကျွန်တော်ပြည်သူ နေပြကျွန်တော်လူငယ်တွေကိုယနေ့အချိန်ထိချနေနေတာကျွန်တော်တို့ အတွေ့အမြင်နေရတာတော်တော်စိန်ကောင်းဖြစ်နေပါတယ်။ဟုတ်ပြီ။ဒါကတော့အကျမ်းဖတ်ဖတ်စစ်ကောင်းတွေရဲ့ဇယိုင်းလူရုပ်မာတွေရဲ့အမှုကျင့်တွေဖြစ်ပါတယ်။ကျွန်တော်မြို့ဝပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့ KIA ရဲ့စစ်သင်းတေချာပေါ့မကြခင်မှာထုတ်ပြန်ပါတော့မယ်။အကျမ်းဖတ်စစ်ခွေတက်ယာနဲ့ကြည့်တယ်ယာတော်မှတရားမဟုတ်ဘူးเนาะကျွန်တော်မြင်ပါတယ်။အဲ200ကျော် ကျွန်တော်စီမှာထပ်မှန်ပြီးတော့ဒူးထောက်အညံ့ခံနေရပါကြောင်းလက်ရှိကျွန်တော်တို့တောင်ပိုင်းမှာ KNU နဲ့ပူးပေါင်းထားတဲ့စစ်စင်ရေးတွေတမတေတမနှစ်တမသုံးတမလေးတမငါတမချောင်းတမခွန်အကုန်လုံးပူးပေါင်းပြီးတော့အတကုံလှော်နေတဲ့တိုက်ပွဲတွေအတင်းမှလည်းပဲဂျမ်ဖတ်စစ်ခွေးတက်ကအရာရှိခေါင်းဆောင်ပိုင်းတွေပါဝင် အကငတ်စလူခွေအတွေ နေရဒေတာအတီးတီးမှပြန်ကျဲပုတ်ပွားနန်းစော်နေပါချောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လက်နေပေးစပေးကပေးကြောက်နေတယ်ကျွန်တော်ရဲ့မိဘတူးချင်းစီတိုင်းဘင်းနဲ့ကိရှင်းပါတဲ့ကြောင်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲပေါ်ရှမ်းလိပါ